နံပါတ်3အမ်မလီယာအီယာဟတ်အမ်မလီယာအီယာဟတ်ဟာ1928ခုနှစ်မှာလီယင်နဲ့အတ္တလန်ဒိတ် သမုဒ္ဒရာကိုဖျက်ခဲ့တဲ့ကမ္ဘာပထမဆုံးအမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါအပြင်လေးစားဖို့ကောင်းတဲ့ချက်ကတော့အမ်မလီယာဟာအမျိုးသမီးတွေရဲ့လုံနိုင်စွမ်းကိုကမ္ဘာမှာပြသနိုင်မှုအတွက်ကြိုးစားခဲ့သူတစ်ယောက်ပါ။ဒါပေမဲ့လေ1938ခုနှစ်ဇူလိုင်လအရောက်မှာတော့သူမရဲ့ကမ္ဘာပတ်ခရီးစဉ်ဟာ မွာအင်ဂျင်တက်ထားတဲ့ Lockheed Alastra လေယာဉ်နဲ့အတူ Amelia လည်းပျောက်ဆုံးခဲ့ပါတယ်။သူမှပျောက်ဆုံးခဲ့တဲ့နေရာကတော့ Pacific တမုတ်တရားအလဲမှာရှိတဲ့အပြည့်ပြည့်ဆိုင်ရာ Deadline အနားမှာပဲဖြစ်ပါတယ်။ထိုးပျောက်ဆုံးမှုကြောင့်အရာရှိတွေဟာရှာဖွေရေးလုပ်ခဲ့ကြပြီမယ်လေ။သူမနဲ့အတူလေယာဉ်ကိုပါအရှာမပေးခဲ့ပါဘူး။ကျွမ်းကျင်သူတချို့ကတော့သူမဟာလူသူမရှိတဲ့ဂျွန်းပေါ်မှာ နှစ်ပေါင်းများစွာတောင်းတင်နေပြီးအခြေချနေသွားခဲ့တာလည်းဖြစ်နိုင်သလိုအခြားခံမှန်းမှုများစွာရှိနေပြီးမယ်လည်းဘာလို့မှတိကျစွာအပြေထုတ်မပေးနိုင်ခဲ့ပါဘူး။နံပါတ်၄ပါကစ္စတန် International Airline Flight 404 1989ပါကစ္စတန်အပြည်ပြည်ဆိုင်ရာ လေယာဉ်တစ်စင်းဖြစ်တဲ့ Flight 404ပျောက်ဆုံးမှုကြောင့်ပါကစ္စတန်နိုင်ငံရဲ့လေကြောင်းလုပ်ငန်းတွေအထိနာခဲ့ရပါတယ် ထိုလေရင်ကို1962ခုနှစ်မှာတည်ဆောက်ခဲ့ပြီးစတင်ပြန်နှန်းချိန်ကနေနောက်ဆုံးပျောက်ဆုံးသွားခဲ့တဲ့အချိန်အထိနာရီပေါင်း4424ခန့်ပြည့်စွဲခဲ့ပါတယ်။ပျောက်ဆုံးမဲ့နေ့မှာတော့လေရင်ဟာပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလမ်ဘတ်ကနေဂစ်ချစ်ကို ပြန်တမ်းပြီးဆင်းသက်ခဲ့ကထိုကနေမှအစ္စလမ်ဘတ်ကို ပြန်လည်ပြန်တမ်းပြီးခရီးသည်တွေကိုတင်ဆောင်ခဲ့ပါတယ်။ ဒီလိုပြန်တန်းနေတဲ့အချိန်လေရင်မှုနဲ့လေချောင်းကုတ်ကဲစင်တာတို့ရဲ့ပုံမှန်ရေဒီယိုအဆက်တွေလုပ်ခဲ့တဲ့အချိန်ဟာ9နာရီ40မိနစ်မှာဖြစ်ပြီးဒီနောက်ပိုင်းမှာတော့အဆက်တွေပြတ်တောက်သွားခဲ့ပါတယ်ထူးဆန်းတာကရေဒီယိုအဆက်တွေပြတ်တောက်ရုံနဲ့မဟုတ်ပဲလေရင်ဟာရေဒါပေါ်မှာပါပျောက်ကွယ်သွားခဲ့တာပါ လေရင်ပျောက်ဆုံးမှုကြောင့်ရှာဖွေမှုတွေလုပ်ဖို့အတွက်ပါကစ္စတန်စစ်တပ်ကိုဆေးလုပ်ပြီးရှာခိုင်းခဲ့ပေမဲ့မတွေ့ခဲ့ကြပါဘူး ကျွမ်းကျင်သူတွေရဲ့သုံးနှိုက်ချက်အရာလေးရင်ဟာနာဂတ်ပတ်ပတ်အနီးဝန်းကျင်မှာရှိတဲ့ဟိမွေနာတောင်တန်းတွေအကြားပြတ်ကျခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။နံပါတ်5 Flight 90 Torpedo Bomber အချိန်ကတော့ဒုတိယကမ္ဘာစစ်ကြီးအချိန်မြင့်နေတဲ့အချိန်တုန်းကအမေရိကန်စစ်တပ်ဟာဗာမျူဒါသရီကန်ကိုဖြတ်တန်းပြီးလေ့ကျင့်မဲ့စစ်စင်ရေးတစ်ခုအတွက်တော်ပီရိုပုံကျဲလေယာဉ်၅စင်းကိုဆေးလွတ်ခဲ့ပါတယ်။ထူးခြားတာက ထိုးလျင်ငါချင်းဟာပြန်တန်းနေရင်ကိုကဲရေးစင်တာနဲ့အဆက်တွေပြတ်သွားကထိုးလျင်တွေနဲ့အတူလိုက်ပါခဲ့တဲ့အမှုထမ်းတွေပါထူးဆန်းစွာပျောက်ဆုံးသွားခဲ့ကြပါတယ်ပျောက်ဆုံးပြီးနာယန်ငယ်အကြမှာတော့အမေရိကန်စစ်တပ်ဟာရှာဖွေရေးပြုလုပ်ဖို့အတွက်အမှုထမ်း73ယောက်ပါတဲ့စစ်တပ်တုံးရေရင်တွေကို စေလွှတ်ပြီးရှာခိုင်းခဲ့ပါတယ် ထူးဆန်းတာကကဲဆဲဖို့သွားပြီးရှာဖွေတဲ့လူတွေပါပျောက်ဆုံးသွားခဲ့ပြီးတရင်အစနာလုံးဝရှာမရတော့အောင်ပျောက်ဆုံးသွားခဲ့တာပါပညာရှင်တွေကြားမှာလည်း flight 90ပျောက်ဆုံးမှုကိုယနေ့အချိန်ထိတည်တည်ချာချာအပြည့်မရှာနိုင်ခဲ့ကြပါဘူးအခုဖော်ပြပေးတာကတော့ပြန်တန်းနေရင်ရုပ်တရက်ပျောက်ဆုံးသွားတဲ့လေရင်များများအကြောင်းပဲဖြစ်ပါတယ် နောက်ပိုင်းမှာလည်းအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။